ဘွားလိုမျိုးနိုင်ငံရေးအဆင့်တန်းမျိုးတို့အနေနဲ့ရကျင်တာမျိုးတွေ့ရတယ်ပေါ့လေအေးဆိုလဲအေး၎င်းပေါ့လေဒီအခုလိုမျိုးဒီ2021နိုင်ငံရေးအပြောင်းလဲမဖြစ်ခင်ကတည်းကသူကပြောလာတာပေါ့လေဘွားလိုမျိုးအခွင့်အရေးမျိုးနိုင်ငံရေးအဆင့်တန်းမျိုးလိုချင်တယ်ပေါ့ပြီးလက်ရှိမှာကြတော့လဲဒီတခြားဒီရှမ်းမြောက်ဘက်မှာရှိနေတဲ့တိုင်းဒေသလက်နက်ကိုင်တွေကလည်းဒီလိုအနေထားမျိုးတွေတွေ့ရတယ်ပေါ့လေဘွားထံမပွင့်တော့မှပဲပြည်နယ်တို့ကိုပိုင်အုပ်ချုပ်ခွင့်တို့ဒေသတွေထပ်တိုးပေးဖို့ပေါ့လေဆိုတော့ပေါ့ဒီလိုမျိုးပေါ့ဘွားလိုမျိုးနိုင်ငံရေးအဆင့်တန်းမျိုးကိုလက်ရှိအနေထားမှာပေါ့ တခြားဒီတိုင်းသက်လက်နက်ကင်တွေကိုပေးဖို့အတွက်ပေးနိုင်ကြည်ရှိမလားပေါ့ပေးလို့ရောရမလားပေါ့ဘယ်လိုမျိုးသုံးသပ်မိလဲပေါ့ရှင့်ဩဝါလို့ပေးလို့မရဘူးကောနော်မရဘူးအဲဒါကြီးပတ်ဝန်းကျင်နောက်ခံချင်းညာဝါလည်းလည်းမတူဘူးပေါ့နော်မတူစရာဝါဆိုတာကဟိုတစ်ချိန်တော့ကသူကပြောရင်တော့တစ်ချိန်ကရိုင်းနေတဲ့ခံကြတော့ဒါအမှန်တည်းပြောတာလေနော်အဲဒီတိုင်းလည်းပြောလို့ရပြောဒီ1989ခုနှစ် တိုင်းပြည်ပြုလွှတ်တော်ညီလာခံကိုတော်မှအင်္ဂလိပ်ဆိုတာကမဖိတ်ချက်ဘူးဟိုကဘာလို့မဖိတ်ချက်မဖိတ်ခိုင်းဘူးကွာဘာဖြစ်လို့လဲဆိုရင်တို့ကဘာမှချင်းမေးကြမရှိတယ်တို့ဘာမှမသိဘူးကွာနော်အဲ့တော့ဒါတစ်ချက်ပေါ့နော်ဟိုအဲ့တော့ဟိုတစ်ချိန်တော့သူကဒီအုတ်ချုပ်ရေးမခိုင်မာတဲ့အတွက်ကြောင့်ပေါ့လို့သူ့ဘယ်အုတ်ချုပ်နေတာမဟုတ်ဘူးဘလို့ဘာပြောမှမသိတဲ့ခါကျတော့သူ့ဒီတိုင်းကြီးပြစ်ထားတယ်အဲ့ဒါက အဲ့ဒါကဘယ်လောက်ထိပြစ်ထားလဲဆိုတော့ဟိုအင်းရေဆိုတာလက်ကိုမကြည့်တာက1936ခုနှစ်ဒီ1886ခါနေပြီ1936ခုနှစ်အနှစ်90ကျော်တော့အင်းရေဆိုတာလက်မကြည့်ဘူး36ကျော်တော့နည်းနည်းဝရရဒီကခုပန်တော့ဘာလို့မြို့လေးကိုလာပြီးတော့အစောမှာကွန်လုံတို့လာထိခဲ့တဲ့တက်တာဆိုအင်းရေချစ်တာကအဲ့မှာဝရကိုအမှထုံမဖို့ဆိုပြီးတော့ဝတ်ဒီမှာဆိုလျှောက်ပြလိုက်တော့ဗောနော်ဒီတစ်ချိန်မဲသူကအင်္ဂလိပ်က ဝင်ဘူးလားပေါ့အဲ့တော့မြန်မာဘီယူနီလည်းလွတ်လပ်တယ်လို့တော့မဟုတ်ဘူးသူလည်းပြုတ်ပြူလည်းအခွန်ချက်တကဆက်တယ်မြန်မာပြူဆက်တကဆက်တယ်မဆက်တဲ့ခါလည်းမဆက်ဘူးတန်ဖွဲ့တွေကိုချောင်းချောင်းပြီးတော့ဖြတ်တောက်တိုက်ဆက်တာမျိုးလုပ်နေတယ်အဲလုပ်တယ်အဲ့တော့အဲ့ဒါကဝါပေါ့နော်အဲ့ဒါကဘာနဲ့တွားတူလဲဆိုတော့အိန္ဒိယအနောက်မြောက်ဒေသအာဖဂန်နစ္စတန်အတက်ဒီမှာမြေမြေသွားတူပါတယ်တော့ဒုတိယအနေထားကြတော့လှုပ်လောက်မထိုးတဲ့အနေထားကြတော့ ကျော်ကွာပါသူ့လောက်နင်းကြီးပါသူ့တော့သူ့လိုတော့မဆိုဘူးအဲ့ဒါကတော့ခင်ဗျာကုကန့်ဒေတာသူတို့ကုကန့်ဒေတာကတော့အစတည်းကတိမ့်မီဆော်ပါကြီးရဲ့ဒီလောက်ကဟောဘောအာနာဇက်ကိုခိုင်းယူတယ်ကာကွယ်မှုကိုခိုင်းယူတယ်သူကဒီတိမ့်မီဆော်ပါကြီးရဲ့ဒီမြန်မာနိုင်ငံလွတ်လပ်ရတဲ့ခါကျတော့လေသူကဆော်ပါခြင်းမရှိဘူးနောက်တော့ဘောကျန်ကျဆိုင်ရသူကဟောပဲရှိနှူးစားခြင်းမရှိတယ်အဲ့တော့သူလည်းတကယ်တကယ်ဆိုရင်တော့လောက်ခွင့်မရှိဘူးမြန်မာနိုင်ငံကသူကနောက်မှလည်းဝင်လာတဲ့လူလူဖြစ်တယ် အဲကျန်တဲ့ပြည်နယ်တွေကကချင်ဆိုတာလည်းမရှိဘူးမဖြစ်ဘူးသူကကချင်ဆိုတာအစတည်းကဒီဇက်ခုနှစ်ခုနှစ်ပြည်ဝချစ်ကဥပဒေမှာကခွဲထုတ်ခဲ့တာမပေးဘူးနော်မရဘူးပလောင်ဆိုတာလည်းတကယ်တကယ်တိတ်နေစပိုင်းရောက်ချုံတော့သူကပြောချင်တာကအေရောဘာရောပြည်နယ်လေရောကျန်တဲ့ပြည်နယ်အကောင်လုံးကမြန်မာပြည်မနဲ့ဒွေရောရှစ်တင်ကအပိတ်များတယ်အဲကြောင့်မလို့ သူတို့ဟလာဝါလုလုတယ်လို့သူတို့လုလို့အရာကိုဝါတော့လက်ရှိအနေထားမှာသူကဘာကမရအမွေချက်ခံရရတာဟုတ်နော်သူတို့ဒီကွန်ပျူတာတက်မှုကိုသူတို့ရရှိထားတာရယ်နောက်ပြီးတော့အသူကအချက်ချက်ကလည်းသူ့ကိုတိတ်ပြီးတော့ဟိုအရင်မပေါ့ဆုပ်ပြီးတော့ပြစ်ထားပြီးတော့ပေါ့နော်ရှင်းမကြည့်တာရယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့အမှန်တမ်းပြောရင်သူ့ရဲ့ဟလာကိုယ်ပိုင်အချုပ်ခွင့်ရဒါလေးကခိုင်မြဲနေတာတကယ်တကယ်ဒါကသူ့တိတ်ပြီးတော့ဟိုအရှိလုံးလို့ သူတက်ဘုံမြင့်နေတော့မှားသွားတယ်ပေါ့နော်ဒါပြီးတော့သူဝါရီရဲ့ဒါဝါရာကြီးမှုပေါ်မှာပူတည်ပြီးတော့သူဒါရတယ်တန်တဲ့လူတွေကတော့သူရဖို့အခွင့်အရေးမရှိဘူးတမန်ကြောင်းရလည်းမရှိဘူးလက်ရှိလူမှုဆက်ဆံရေးပေါ့ social economy လူမှုစုဝါရီနေစားရလည်းလုပ်ပြီးလို့မရဘူးလို့အဲ့ဒါကိုကျွန်တော်ကပြောပါတယ်တမဲဟိုဒီဝါမှာကြတော့သူရဲ့ကြောထုံနောက်ခံကတရုတ်ရှိတော့ကြတော့သူအင်အားကကောင်းမနေဘူးလားရှင်။သူကအဲ့လိုထင်ရတာပေါ့နော်။သူတော့ အစတည်းကတရုတ်ကအဲဝါဝသူကကြောင်ကူညီလို့မရဘူးဘာလို့ခေါကြောင်ခေါက်ကလည်းကူညီနိုင်တာပေါ့နော်ဘာဖြစ်လို့ကြောင်ကူညီလို့မရလဲဆိုတော့ဒီနေမြင်ဘူးမြန်မာပြည်ကဒါအမှန်တမ်းဆိုရင်ဝါရီကမြန်မာပြည်ရဲ့အရေးကလေးကိုခုတ်ပြီးတော့သူကလှုပ်ရှားနေကြတာပေါ့နော်ဒါကြောင့်မြန်မာနိုင်ငံအညာလေးတပြားပြားတပြားပြားနဲ့ဒါကျွန်တော်တို့ကမြန်မာနိုင်ငံနေရပါဆိုပြီးတော့သူကဟိုကတူတူငါတမင်းလောက်လာပေါ့နော် မြန်မာအစိုးရကသူ့ကိုတရုတ်ပြည်ကိုဖက်ထက်ပေးလိုက်ပါလားသူတရုတ်ပြည်ကွန်မြူနတီပါတီကသူ့ဝယ်ဟိုဟာကိုလောက်တာမှာပေါ့သူချက်ကတော့သူ့တရုတ်ကသူ့ကိုဆက်ပြီးတော့ကိုပိုင်အုပ်ချုပ်ခွင့်လည်းပေးပါပဲဒါကတရုတ်ရဲ့မူဝါဒရှိတယ်သူဆိုဟလာအခုလိုဖြစ်တဲ့ထောင်လိုက်နော်ဟိုဟလာဟိုဟိုသူများမြန်မာပြည်ကသူများတပုံတွေပေါ်မှာဟလာလက်နဲ့ရောင်းချလိုက်သူတို့ကတော့လုပ်တယ်ဆိုရဲဒီညှိထားမျိုးကတော့တရုတ်ကဒီတရုတ်လက်အောင်မှာနေလက်ခံမှာမဟုတ်ဘူးလေအဲ့တော့ ဒီကွန်မြူနတီပါတီရဲ့ပါတီရေးဒီမိုကရေစီစီကံနေရသူတို့သွားအခုလိုချုပ်ညှိုးဆုလိုက်သူတို့ဟိုပါပေါ့ဟိုပါပေါ့လက်ဝကြီးတို့လူတွေကြလို့မရဘူးပေါ့နော်ဒီခါဒီသူတို့တည်တယ်အဲကြောင့်လို့သူကမြန်မာနိုင်ငံလေးတပြပြတပြပြနဲ့သူကဒုက္ခနေတာပေါ့ဗျာဟိုမြန်မာနိုင်ငံကိုချေလွန်လို့လည်းပေါ့ကူသူကဒီတိမြန်မာအဲ့ငံမိစာချုပ်ကြီးကဒီကွန်ကရစ်ကိုရရန်နေဟာဟာအကြီးပြုထောက်ခံထားတာလေးကိုသူတို့အားကိုးပြီးတော့မြန်မာပြည်ရဲ့အရေးကိုပြီးပြီးတော့ဒုက္ခနေကြတယ်ဒါကြောင့်သူကမထွက်ဘူးဟာလား ဒီလိုဒီနေ့နဲ့ဒါပေမဲ့ကျောက်ကိုလွတ်လပ်နေမှာလို့လောက်တယ်။ဒီကဒါကြောင့်မလို့သူ့ကိုအဆုံးစွန်ထောက်ခံမှုဒီကပေးလို့မရဘူး။ဒီငယ်နမစ်တာကျောက်ကရှိပီးသားဖြစ်နေတယ်။အဲဒီဒါကြောင့်မလို့ဒီကအမှန်တမ်းပြောလို့ရှိရင် why ကျွန်တော်တို့ဟလာကုန်ကျယ်မှုကဘယ်လောက်ရှိနေလဲ။ပြည်မာကြီးရဲ့ကုန်ကျယ်မှုကဘယ်လောက်ရှိနေလဲ။သူရွေးရမှာပေါ့။ why တကယ်တော့နိုင်တာလောက်ပဲရှိတဲ့လူကြီးကသူ့ဒီကဘယ်လိုလုပ်ဖြစ်နော်။ဒီနေသားရှိပါလား။အဲ့တော့ ဟိုတူကဝမ်းနဲ့အတူဒီမှာဒီဘက်နဲ့ဗာရွေးလို့ဆိုရင်တော့ဒီမှာရွေးရမှာပေါ့နော်။ဒါဆိုပေါ့လေလက်ရှိဒီနိုင်ငံရေးခင်းချင်းရပေါ့ညီမနိုင်ငံရဲ့အခင်းချင်းရဆိုရင်ဒီလက်ရှိမှာဆိုလို့တွေ့မှာဆိုရင်ကြတော့ဒီမြေပြင်နေထားရဆိုရင်တိုင်းသားလက်နက်ကင်တွေကဟိုအားကောင်းနေတဲ့အနေထားလို့ပြောရမှာပေါ့လေ။ဘာဖြစ်လို့တိမ့်ပိုက်ထားတဲ့ငယ်မြေဒေသတွေကလည်းများနေတဲ့အနေထားမျိုးဆိုတော့ဒီဝါလိုမျိုးနိုင်ငံရေးအဆင့်တန်းမဟုတ်ရင်တော့မှာပဲပေါ့လေ။သူတို့တွေအတွက်ကြတော့ဘလို့နိုင်ငံရေးအဆင့်တန်းမျိုး ရတဲ့နယ်လို့သုံးသပ်မိလို့ရှင့်ကျွန်တော်တို့ဒီဘက်ကလည်းတိတ်ပြီးစေကိုကြီးအောင်ဆုံးနဲ့ဆိုတော့သွားကြည့်တယ်လေဟိုပြောရလို့ရှင်တဲ့ဂျီလူတွေကိုကျွန်တော်တို့ကဟလာဟိုမင်းတို့မင်းဟလာဒီဘောမင်းခက်ကစတေတပ်မျိုးတော့ကျွန်တော်တို့ကပြေကိုပြင်ရမှာလေရှမ်းဆိုလေကျွန်တော်တို့ကဟလာသူ့ရှမ်းလာသူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှမ်းမှာကျတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံများပါတယ်ဟိုကရှမ်းဆိုပါကြီးကြီးကသူကတည်တံစီရင်ဝင်တော်မှာမြန်မာဗဟင်းကပြေးထားပြီးပါတယ်နော်ဟိုမှာပါကျတော့ဒီတိကျသူကကြက်လာတဲ့ခါကျတော့တည်တံစီရင်ဝင်ကိုမပေးတော့ ဓာတ်ဓူဟလားပြည်သာစီရင်မှုရှိတယ်ဆိုလို့ရှိရင်ဒီတိကျဆိုတာခွင့်ပြုချက်ကိုရယူပါမယ်ခွင့်ပြုချက်မရယူရလည်းဟလားတိကျတယ်လို့လို့မရဘူးဆိုတာကကျွန်တော်တို့ဒါဒီ certification ကိုဘာမှလည်းမှာကျွန်တော်ကြံခံထားပါနော်အမှားရေးထားတာရှိပါတယ်နော်အဲ့တော့တောင်းနှံမွန်နောက်ကဲနယ်ဝင်တော့ဒီအတူပြုချက်ရယူပါပါအဲ့တော့တဘောကတော့မြန်မာဘရင်ကြီးတော့ကျွန်တော်တို့ကပြီးဘူးပြီးတဲ့လေကျွန်တော်တို့ကလည်းလွန်ခဲ့တယ်ဆိုတာလွန်ခဲ့တယ်ကျွန်တော်တို့ကလည်း ပြောရင်သူတို့သူတို့ပြောနေတဲ့ပြည်သူစာချုပ်ကိုဖောက်ပြတယ်ဆိုတာလဲအမှန်ပဲဒါလည်းကျွန်တော်တို့ကညှင်းလို့မရဘူးပေါ့နော်အဲ့တော့ပေးရမယ်အခုထက်တော့ပိုပေးရမယ်အခုဟိုအသေးစိတ်ကစပြီးတော့ဟိုလေးပြီးတော့ကိုလိုက်ပြီးတော့အခုစတင်ပို့ပြီးကြံကြပြီးခွင့်ပြုနေရတာမျိုးကတော့မဖြစ်သင့်ဘူးဒါကဟလာဥပဒေတင်တဲ့ချက်တုံးကလည်းဟလာဖွဲ့စည်းဝင်ချက်ကဥပဒေပဲကခွင့်မပြုရင်တော့မှဆက်ညစ်ပဲပြောမထားတဲ့အရာတွေကိုခွင့်မပြုဘူးပါပေါ့နော် အနာခွဲဝေဖို့ကမရှိဘူးတခါနောက်တက်လာတဲ့ဒုတိယလွတ်တော်ကြတော့လေပူလောင်ချိုးနေတယ်လို့ဖြစ်ဖြစ်နော်ဟို NLD ဆိုတာ NLD လွတ်တော်ကြတော့လေပို့ပြီးတော့ဟိုဒီမိုကရက်ပို့ဖြစ်ဖြစ်မလာပဲနဲ့ပေါ့နော်ပို့ပြီးတော့ချိုးတဲ့အနေအထားတစ်ခုသွားပြီးတော့အဲတွေ့ရတယ်ပေါ့ဒါကြောင့်တိုင်းသားတွေကမကျေနပ်တော့ပါဒါကြောင့်ကျွန်တော်တို့ကလုံးဝအခုဘာလို့ဟိုပုံစံမျိုးတော့ပြီးလို့မရဘူးဒါပေမဲ့ ကျွန်တော်တို့ဖြစ်ဖြစ်ဖြစ်တဲ့အနေအထားတွေလက်ရှိပုံစံနေထားတော့ကျွန်တော်တို့တွေ့မြင်ပြရမယ်။သူရဲ့ဘာသာစာပေတွေကိုလွတ်လပ်ခွင့်ပေးရမယ်။ပြုကျင့်သုံးနေတဲ့ဒီပေါ့နော် culture နဲ့ independence နော်။ဒီကျမှုဆိုင်ရာလွတ်လပ်ခွင့်ရတယ်ကျွန်တော်ကပြုဖို့တင်တယ်အဲ့လိုကျွန်တော်ပြောချင်ဒါဆိုပေါ့ဆရာဟိုပေါ့အဲ့လိုမျိုးပေးတဲ့ခါမှာပေါ့လေဟိုဘယ်လောက်အဆင့်တန်းလောက်ထိလို့ရောဆရာတုံးသက်မိထားမျိုးရှိလဲရှင်အေးသူသူမှာဟိုဘာလို့စစ်ပြတ်ချောင်းပြီးတော့ဒါမျိုးလုပ်လို့မရဘူး နောက်တစ်ခုကတော့ဟိုကျွန်တော်တို့ဟိုပြည်နယ်ထဲမှာရှိတဲ့ကိစ္စတွေရာဖြစ်ပျက်ပြဿနာတွေရာဟိုပြည်ထောင်စုကိုမထိခိုက်ဘူးဆိုရင်ပြည်နယ်ထဲမှာပဲကျွန်တော်ကထုတ်ပြခွင့်ကျွန်တော်တို့ကပေးရမယ်နောက်ပြီးတော့ပြည်နယ်အုပ်ချုပ်ရေးမှူးတွေပေါ့နော်အဲ့တော့ပြည်နယ်ဝန်ကြီးချုပ်ပေါ့ဗျာသူတော့ပြည်နယ်ဝန်ကြီးဆိုတဲ့ကားတော့မင်းလည်းကျွန်တော်တော့မကြိုက်ဘူးကျွန်တော်တို့ဟိုဒီလိုပေါ့နော်သူနေချုပ်တော်တဲ့ရောက်လာခဲ့လို့ရှိရင်ကျွန်တော်အဲ့ဒါပြင်မှာပေါ့နော်ပြည်နယ်အုပ်ချုပ်ရေးမှူးပေါ့နော်ဒီပြည်နယ်အုပ်ချုပ်ရေးမှူးတွေမှာ ရာဇတ်ပြမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်လူငယ်ချမ်းသာခွင့်ကိုပေးရလို့ကြည့်နော်။နောက်ပြီးတော့အထွေထွေအချို့ကြီးမှာဒီကြီးမှာသူကသူဆုံးဖြတ်နေတယ်သူတို့ staff နဲ့ရုံးဖွဲ့နဲ့ဆိုတာမျိုးကြည့်ကျွန်တော်ကဖြစ်တယ်လေကျွန်တော်အဲ့လိုယူဆတယ်နော်။